ကဲကျွန်တော်တို့ရင်ကုန်ပြောရှင်တာရော့ဗီဒီယိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီတစ်ပတ်မှာလည်းကျွန်တော်တို့တပတ်တာကန့်ကြမာကိုခုနှစ်သားသမီးမိတ်ဆွေများအတွက်လမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့အပတ်စဉ်တိုင်းကျွန်တော်တို့ဟောပြောလမ်းညွှန်ပေးလျက်ရှိပါတယ်အဲ့တော့ပြည်တွင်းပြည်ပရဝေးရန်ဒီကကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုလည်းကျွန်တော်ဒီနေရာကနေကျေးဇူးတင်ပါတယ်အဲ့တော့16ရက်မတ်လ2025တနင်္ဂနွေနေ့ကနေပြီးတော့20နှစ်မှ2ရက်မတ်လ2025စနေနေ့အထိ တပတ်တာအတွင်းတနင်္ဂနွေသားသမီးတွေရဲ့အကန့်ကြမ်းမာကိုကျွန်တော်ကြည့်လိုက်ကြရအောင်ကဲတနင်္ဂနွေသားသမီးတွေအနေနဲ့ဒီတပတ်မှာဆိုလို့ရှိရင်တော့ဟလာစိတ်ညစ်စရာတွေဝမ်းနည်းစရာတွေကြည်ကွဲစရာတွေဒီလိုအဖြစ်အပျက်တွေနဲ့ကြုံတွေ့ရတဲ့တပတ်တာကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာဆိုရင်အောက်လက်ငယ်သားတွေကရန်လို့တာဟလာမနာလို့တာကိုယ်တိုက်ခိုက်တာစောင်းမြောင်းတာအဲဒီလိုဟာမျိုးတွေကိုခံရတတ်တယ်အဲ့တော့ကိုက ိခိုက်နစ်နာလောက်တဲ့အဆင်ထိတော့မဟုတ်ဘူးဒါပေမဲ့စိတ်ညစ်ရတာစိတ်မကောင်းစရာဒီလိုအခြေအနေမျိုးတွေနဲ့ကြုံတွေ့ရတတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့မျက်ရည်ကျရတဲ့အခြေအနေမျိုးတွေလည်းကြုံနိုင်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ရဝေးရနေပြီးတော့ကိုယ့်ကိုဟလာပြောဆိုတာရန်ဆတာရန်လိုတာမျိုးတွေလည်းကြုံနိုင်တဲ့တပတ်တာကာလမျိုးဖြစ်တယ်ဒီတပတ်ဒီစိတ်ထိခိုက်ရမယ့်တပတ်တာလို့ ပြောလို့ရတယ်အနှက်ငယ်ကန်ညံ့တယ်အဲ့တော့ဒီတစ်ပတ်မှာကိုယ့်ရဲ့အလောက်ကန်အကြံစီကြီးကြီးမားမားတွေကလွဲချော်တာထင့်ငော်တာအစင်မပြေဖြစ်တာမျိုးတွေအကြုံနိုင်တဲ့တပတ်တာဖြစ်တယ်အရေးကြီးကိစ္စတွေကိုပေါ်ဆောင်လို့မရနိုင်သေးဘူးဆိုတဲ့တပတ်တာဖြစ်တယ်အဲ့တော့ပုံမှန်လည်ပတ်နေတဲ့ကိုယ့်ရဲ့လုပ်ငန်းတွေပြင်ရန်တိုက်ခံသဘောလေးတွေစောင့်တဲ့အပြုမှုသဘောတွေစောင့်တဲ့တပတ်တာကာလာမျိုးဖြစ်တယ်ရွက်ဝေးရနေမကောင်းတဲ့သတင်းစကားတွေကြားရကြုံရတာစိတ်ညစ်ရတာမျိုးတွေကြုံရတတ်တယ်အဲ့တော့ရင်းနှီးတဲ့သူတွေချစ်ခင်တဲ့သူတွေဟုတ်လားမေတ္တာရေးအခြေအကျိစရီမှာ အဲ့ဒါရန်သဘောဆောင်တယ်သဘောထားကွဲလွဲတာရန်တိုက်ခံသဘောမျိုးတွေဆောင်တယ်ငွေချင်းနဲ့ပတ်သက်ပူပင်တော့ကရောက်လာမျိုးတွေကြုံရတတ်တယ်ကျမကြီးအနေငယ်ခြူကြမဲ့သဘောမှာရှိတယ်မကောင်းသောခီးတွေကြုံရတတ်တယ်အရေးကြီးတဲ့ခီးကိစ္စအပါဝင်ခီးမထွက်တာပို့ပြီးတော့ကောင်းတယ်အချိန်ကုန်လူပန်းဖြစ်တတ်တဲ့တပတ်တာလို့လည်းပြောလို့ရတယ်ကိုယ်ပိုင်လုံကရောင်းဝယ်စီးပွားရေးလုပ်တဲ့မိစေများအနေနဲ့ဒီတစ်ပတ်မှာအခက်အခဲလေးတွေကြုံနိုင်တဲ့အစမပြေမှုတွေဖြစ်နိုင်တယ်ဆိုတော့တပတ်တာဖြစ်ပါတယ်ဒီတစ်ပတ်ဒီ နည်းငယ်ကန့်ညံ့တယ်လို့ဆိုင်ကနာယုံကနေပွင့်မယ်လုပ်ငန်းတွေစတင်ထူထောင်မယ်စွန့်စွန့်ဆန်းဆန်းလောရမယ်အလုပ်အရေးကြီးတော့အလုပ်ဟုတ်လားအလုပ်တော့ရောက်မယ်အင်တာဗျူးပြင်မယ်စတဲ့ဒီလိုကိစ္စမျိုးတွေဟာမလုပ်တာပို့ပြီးကောင်းပါတယ်အစ်မပြေတာမျိုးတွေဟုတ်လားအခက်ခဲတွေကြုံတွေ့နိုင်တယ်လောရတော့အကျိုးမရှိဘူးလုပ်လုပ်လဲလောရသေးတယ်ဟုတ်လားနားပူခံသေးတယ်ကြောပူခံသေးတယ်ဆိုတာမျိုးတွေကြုံတွေ့နိုင်တယ်တပတ်တာဖြစ်တာမို့ရေရရလောက်ဖို့လိုပါတယ်အနည်းငယ်ကန့်ညံ့ပါတယ်အဲ့တော့အဆအဆအရာရာမှာ လုံမကင်မပျော်မဆူမမဖြစ်ရလေအောင်တတိတာကြီးစိုက်စီကြပါတယ်အဲ့တော့ဒီတော့မှာရေရံအနေနဲ့မလုပ်မလဲဆိုရင်တော့လဖေးတစ်ခွက်နံပြားတစ်ချက်ကိုမိမိကိုယ်ပဲယုံကြည်ရဖះရှင်မှာကတ်လူပူဇော်ပေးတင်ပါတယ်ဒီတစ်ပတ်အတွက်ကံကောင်းလက်ရှင်ကဏ္ဍအနေနဲ့နှစ်ကဏ္ဍအကျိုးပေးတဲ့အကြောင်းကအဝါရောင်ဖြစ်ပါတယ်တနုံးကနေသားသမီးမိတ်ဆွေများအတွက်လမ်းညွှန်ခဲ့တာပါ